ဥရောပထိတ်တန်းလိတွေထဲမှာ ကစားသမားတွေကိုလောက်ခပမာဏအများဆုံးပေးချေနေရတဲ့အသင်းဒို့မဟုတ်တော်ဝင်မက်ဒရစ် Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ Cooking Star Football Show အနေနဲ့ချိုးတော့ပါရယ်။ကျွန်တော်ကုခက်မှာဥရောပထိတ်တန်းလိတွေထဲမှာကစားသမားတွေကိုလောက်ခပမာဏအများဆုံးပေးချေနေရတဲ့ Real Madrid ရဲ့ salaries ပေးချေမှုတွေကိုတုံးသက်ဆွေးနွေးမှု လုပ်သွားကြပါတယ်အဲ့တော့ဒီ salaries တွေက confidential ဖြစ်တဲ့အတွက်ကြောင့်တချို့အရက်အသေးစိတ်ရင်တော့ကျွန်တော်တို့ဘယ် source တွေမှာလိုက်ရှာရမလဲတိတိပပမသိဘူးဒါပေမဲ့ကျွန်တော်ယူတဲ့ source ကတော့ capology ကဖြစ်ပါတယ်သူတို့ဒီ verify လုပ်ရင် လုပ်ထားတယ် verify ဆိုတာအတည်ပြုထားတယ်ပေါ့ဗျာဒီကစားသမားရတဲ့လစာတေချတယ်ဒီလောက်ပမာဏအတွင်းမှာပဲရှိတယ်။ verify မလုပ်ထားရင်မလုပ်ထားဘူးသူတို့တေချလေးမှတ်ချက်ပြုတ်ထားပါတယ်။အဲ့ ဒါပေမဲ့ခမန်းခြေပေါ့နော်များသောအားဖြင့်အဲ့ဒီခမန်းခြေတိုင်းဝင်တာရှိပါတယ်အဲ့တော့အခု capology ရဲ့ပေါ်ပြချက်အတိုင်းသာဆိုရင် Real Madrid ကဥရောပထိပ်တန်းလိဒီထဲမှာကစားသမားတွေအတွက်လောက်ခပမာဏအများဆုံးသုံးနေရတဲ့အသင်းတစ်သင်းလည်းဖြစ်နေပါတယ် Okay အဲ့တော့ကစားသမားတွေရဲ့လောက်ခပမာဏကဘာကြောင့်အရေးပါသလဲအဲ့ဒီပိုင်းကိုကျွန်တော်အရင်စပြီးဆွေးနွေးမယ်ကျွန်တော်တွေကအပြောင်းရွှေ့တစ်ခုမှာပြောင်းရွှေ့ကြည့်ဦးပဲကနဦးမြင်ကြတယ် transfer fees ပေါ့နော်ပြောင်းရွှေ့ကြေးပေးလိုက်ရတယ်ကျွန်တော်ငငယ်တုန်းကလည်းဒီတိုင်းပဲဘောလုံးမဲကိုစကြည့်တဲ့အချိန်ကာလတုန်းက January မှာဖတ်တယ်ပြောင်းရွှေ့ကြေးပေါင်တန်း30ဟာဈေးကြည့်လိုက်တာကွာပေါင်10တန်လိုက်တာကွာဒါပဲမြင်တယ်ဒါပေမဲ့အဲ့ဒီပြောင်းရွှေ့ကြေးထက်အရေးကြီးတာကစားသမားကိုပေးရမယ်လောက်ခပမာဏနဲ့တခြားတခြားသောအခွင့်အရေးတွေအဲ့ဒါကကစားသမားရဲ့စာချုပ်တက်တန်းကြန့်ရှိနေတဲ့အချိန်ကာလအထိတောက်လျှောက်ပေးရတာပြောင်းရွှေ့ကြေးကအရင်တော့ဆိုရင်တခါတည်းအပြတ်ပေးလိုက်တာအခုနောက်ပိုင်းမှာ installment တွေနဲ့ဖြစ်လာတာဗျာပြောမယ်ဆိုရင်ထပါတော့အဲ့တော့ပြောင်းရွှေ့ကြီးတစ်ခုတည်းကိုပဲကြည့်လို့မရဘူးကစားသမားတွေရဲ့လောက်ခပမာဏကိုလည်းကြည့်ရမယ်ကစားသမားကောင်းပေါ်လီလီ image မြင့်တဲ့ကစားသမားကောင်းများလီလီအဲ့ဒီအသင်ကလောက်ခပမာဏများစွာပေးချီရလေးရှိပါတယ်ဂျာရော့ကလပ်သင်းတွေကဘာဖြစ်လာလဲဆိုတော့ဒီဘက်ခေတ်လိုမျိုးဝင်ငွေထွက်ငွေမျှကြီး rules တွေချလိုက်တဲ့အချိန်မှာပြဿနာတွေတက်လာအောင် ကစားသမားတွေကိုပေးနေရတဲ့လောက်ခပမာဏတွေနဲ့တင်းတစ်တစ်နဲ့လုံးလဲချလဲလိုက်နေတာပြောင်းရွှေ့ကြီးတွေမတုံးနိုင်တော့ဘူးဒီနှစ် Real Madrid ဖြစ်လာတဲ့အခြေအနေကိုပဲကျွန်တော်ညီကိုတွေကြည့်ကြည့် Madrid ဒီအရှင်တော့လုံးဝ blue ਈ နော် PSG တို့ Chelsea တို့ Liverpool တို့လူခေါ်တယ်ဆိုတာ Madrid အိတ်နေတလောက်ပဲရှိတယ်ဘယ်သူမှငွေမတုံးနိုင်တဲ့အမောက်ပမာဏတွေကိုတုံးပြီးခေါ်ခဲ့တဲ့ကစားသမားတွေအများကြီးရှိတယ်ဇန်နတင်ဇီဒန်ကစပြီးတော့နောက်ဘက်မှာ Cristiano Ronaldo တို့ နော်ဂရဘင်းတို့ကိုခေါ်ခဲ့တဲ့ပတ်စံအမောက်ပမာဏတွေကိုကြည့်လိုက်ကျွန်တော်တို့သိထားသလောက်မက်ဒရစ်ကငွေသုံးတဲ့အတင်းတည်းသို့တော့အခုချိန်မှာ policy တွေသူတို့ပြောင်းသွားရဲဆိုတာအလကားပြောင်းတာတော့မဟုတ်ဘူးဗျကစားသမားတွေကိုလောက်ကပမာဏတွေနေနေအောင်ပေးရတဲ့အတွက်အဲ့လိုပြောင်းရွှေ့ကြီးတွေအများကြီးမပေးနိုင်တော့ဘူးခီလီယန်အမ်ဘေကိုအလွတ်နဲ့ရလိုက်တယ်ပဲမတွင်းနဲ့ညီကိုတို့သူ့ကိုပေးနေရတဲ့လောက်ကပမာဏတွေရဲ့ကြောက်စရာကြီးတွေအဲ့ဒီတော့ Vinicius Jr ကခီလီယန် Mbappé ရဲ့လောကပမာဏတိုင်းလိုချင်တယ်။အဂျူဘယ်လင်ဂန်ကတော့ငါးထပ်များတယ်။စတဲ့ပြဿနာတွေပေါ်ပေါက်လာတာပါ။ Florentino Pires ရဲ့မျက်နှာမှာအဲ့ဒီအပူတွေကျွန်တော်တို့မြင်နေရပါတယ်။ဆိုတော့ EPL club တွေကလူလေဤသားသမီးတွေပြပြအဲ့ဒါလိုမျိုးလောကပမာဏပေးချေနေရတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက် policy တွေရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ Manchester United တို့ Chelsea တို့ဆိုရင်တိတာထင်တာတဲ့အသင်းတွေပါ။ ကျန်တဲ့အသင်းတွေလောကပမာဏတွေပေးနေရတယ်ဆိုပေမဲ့ La Liga Club အသင်းတစ်သင်းဖြစ်တဲ့ Real Madrid နဲ့ Barcelona လောက်တိတ်မများသေးဘူးဗျာတော်တော် Chelsea နဲ့ United ကတော့တော်တော် short ချနိုင်နေတယ် Chelsea ကတော့အရင်စတာပေါ့သူတို့လောကပမာဏကိုငကူရှိနေမိသားကစားသမားတွေကလွဲရင်နောက်ထပ်ဝယ်ယူတဲ့ကစားသမားတွေကိုပေါင်2သိန်းခွဲနဲ့အထက်တယောက်မှမပေးတော့ဘူးပေါင်2သိန်းအောက်မှာပဲလောကပမာဏတွေကို fix လုပ်ထားလိုက်တော့တယ် United လည်းထုံနည်းတူပဲအသင်းမှာလောကပမာဏအများကြီးရနေတဲ့ player တွေကိုရောင်းပစ်တယ်ငှားပစ်တယ် သူတို့အဲ့ဒီလောက်ခပမာဏကို fix လုပ်နိုင်လိုက်တယ်ဒီတော့ကြောင့်လောက်ခပမာဏမြောင်များစွာ short ချနိုင်ခဲ့ပါတယ်ဒါက incumbent sustainability rules တွေအများကြီးအထောက်အကူဖြစ်တယ်ဒါကလောက်ခပမာဏသည်အသင်းတို့ဘလောက်ထိအရေးပါတယ်လဲဆိုတဲ့အပိုင်းကိုကျွန်တော်ဆွေးနွေးပေးခဲ့တာပါအဲ့တော့ real madrid လက်ရှိအချိန်မှာလောက်ခပမာဏဘလောက်ဒီပေးချင်နေရတယ်လဲကျွန်တော်တို့ဆက်လက်ကြည့်အောင်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတလက်စာနဲ့မိတ်ဆက်ပေးချင်တာကတော့ကျွန်တော်ဗီဒီယိုလေးကိုကူညီပတ်မှုထားတဲ့ senior torch စီမှာ မောင်ငါချောင်းအိုင်မက်ခွန်ရှိကိုငါတို့မင်းစတိုကိုမမ်ဘာတဲ့ယူနစ်ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနဘတ်399 893 380ဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ခင်ဗျာ short ပထမဆုံးအနေနဲ့ verify မလုပ်ရသေးတဲ့ player တွေရဲ့လောက်ခပမာဏကိုကျွန်တော်အရင်ပြောပါမယ် verify မလုပ်ရသေးဘူးဆိုတာအတီမပြုတ်ရသေးပဲ commander ရဲ့လောက်ခပမာဏကြီးပေါ့နော်ဂွန်ဇလိုဂါစီယာတပတ်လောက်ခကယူရို3000တထောင်ပါဒါမဲ့ဘောလုံးရသည်တရားသည်ပြီးတိုင်းသူ့ကို extra bonus ယူရို 4သိန်း1000ပေးရပါတယ်။နောက်တစ်ယောက်က Andric ပါ။တပတ်လောက်ကကတော့ Euro 8000ဖြစ်ပါတယ်။ဘလုံးရသည်တရားသည်ပြီးတိုင်းသူ့ကို Euro 1 million extra bonus ပေးရပါတယ်။ Andre Lune အခြေခံလောက်ကပမာဏတပတ်ကို Euro 8000 8000 extra bonus ဘလုံးရသည်တရားသည်ပြီးရင်1.1 million အာရာဂူလာကတော့တပတ်လောက်ကယူရို3သိန်းဘောလုံးရသည်တရားသည်ပြီးတိုင်း1.3 million extra bonus ဖရန်ကာစီယာကတော့တပတ်မှာယူရိုတသိန်းရတဲ့ extra bonus ကတော့ကျွန်တော်1.3 million ဖြစ်ပါတယ်။ Raul Sancio ကတပတ်လောက်ကယူရို3000ဘောလုံးရသည်တရားသည်ပြီးတိုင်း extra bonus ယူရို1.5 million ။ Brian Diaz တပတ်လောက်ကယူရို3400 extra bonus ယူရို1.8 million ။ Franco Mastantuno တပတ်လောက်ကယူရို3400ဘောလုံးရသည်တရားသည်ပြီးတိုင်း1.8 million extra bonus ။ ဒန်နီစီဘဲလော့တပတ်လောက်ကယူရို2သိန်းဘောလုံးရသည့်တရားသည့်ပြီးတိုင်း2.6 million extra bonus အဒူရာရိုကာမာဗင်းကတပတ်လောက်ကယူရို2သိန်း4တောင်းဘောလုံးရသည့်တရားသည့်ပြီးတိုင်းယူရို3.1 million extra bonus နောက်တစ်ယောက်ကဖက်ဒရီကိုဖေဗာရီတပတ်လောက်ကယူရို3သိန်း2တောင်းဘောလုံးရသည့်တရားသည့်ပြီးတိုင်း4.1 million extra bonus. Rodrigo တပတ်လောက်ကယူရို3သိန်း2000ဘောလုံးရသည့်တရားသည့်ပြီးတိုင်း 4.1 million extra bonus ရပါတယ်ဒါကတော့ verify မလုပ်ရသေးတဲ့ကစားသမားတွေရဲ့လောက်ခပမာဏပါအဲ့တော့ verify လုပ်ပြီးသားအတည်ပြုပြီးသားပေါ့နော်ကစားသမားတွေရဲ့လောက်ခပမာဏကတော့ Dean Hawson တပတ်ကို3,900ရပါတယ်ဘလုံးရသည်တရားသည်ပြီးတိုင်း bonus က2.2 million ပါ Evero Carriers က Dean Hawson နဲ့တူတူပါပဲတပတ်လောက်က3,900ပါဘလုံးရသည်တရားသည်ပြီးတိုင်း2.2 million ရပါတယ် ဖလန်မန်ဒီကတော့တပတ်လောက်ကနှစ်သိန်းမှဘောလုံးရသည်တရာသည်ပြီးတိုင်း2.6 million extra bonus ချူအမန်နီတပတ်လောက်ကယူရိုနှစ်သိန်းလေးတောင်ဘောလုံးရသည်တရာသည်ပြီးတိုင်း3.1 million ရပါတယ်မီလီတာကိုတပတ်လောက်ကယူရိုနှစ်သိန်းရှစ်တောင်ဘောလုံးရသည်တရာသည်ပြီးတိုင်းယူရို3.6 million အန်တိုနီယိုရူဒီကတပတ်လောက်ကယူရိုနှစ်သိန်းရှစ်တောင်ဘောလုံးရသည်တရာသည်ပြီးတိုင်း4.1 million extra bonus ချူဘယ်လင်ကန်တပတ်လောက်ကယူရို၄သိန်း ဘောလုံးရသည်တရားသည်ပြီးတိုင်4.1 million extra bonus ရပါတယ် finishes junior တပတ်လောက်က euro 4သိန်းဘောလုံးရသည်တရားသည်ပြီးတိုင်4.1 million bonus ရပါတယ်နောက်ဆုံးလောကပမာဏအများဆုံး2ယောက်ပဲကျန်တော့တယ် david alaba တပတ်လောက်က euro 4သိန်း3200ဘောလုံးရသည်တရားသည်ပြီးတိုင်5.6 million extra bonus နောက်ဆုံးတရားတော့ kylian mbappe ပါတနည်းအားဖြင့် လောက်ခပမာဏအများဆုံးရနေတဲ့ Real Madrid ကစားသမားလို့ပြောလို့ရတယ်လို့ဥရောပထိပ်တန်းလီတွေထဲမှာလောက်ခပမာဏအများဆုံးရနေတဲ့ကစားသမားတယောက်ဆိုလည်းမမပါဘူး။သူကတော့တပတ်လောက်ခ Euro 6သိန်းဘောလုံးရသည်တရာသည်ပြီးတိုင်း Euro တန်း40တသမ4တန်း extra bonus ရရှိပါတယ်ခင်ဗျဒီတော့ကြောင့် Real Madrid ပေးချင်နေရတဲ့လောကပမာဏတွေကတော်တော်လေးကြောက်ဖို့လန့်ဖို့ကောင်းပါတယ်ကျွန်တော်နောက်ဗီဒီယိုဒီမှာကတော့ဥရောပထိပ်တန်းလိတွေရဲ့လောကပမာဏအများဆုံးပေးချင်နေရတဲ့ဘောလုံးကလပ်တွေအကြောင်းဆက်လက်ဆွေးနွေးတုံ့တက်မှုပြုလုပ်သွားမယ်အခုတော့ခဏတာနှုတ်ဆက်ပြရသည်ခင်ဗျအခြေအနေအများကြီးဒီမှာပါတယ်